ရစ်ယာန်နော်ဂတ်ရဲ့နေသမီးအိမ်မက်လှလှလေးအလုံးပဲမင်္ဂလာပါဘောဘီဘက်ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေခရစ်ယာန်နော်ဂတ်ကအာဆင်နယ်မှာပြောင်းနေပါတယ်သူကစားချင်တဲ့ချန်ပီယံလိပြိုင်ပွဲကြီးမှာအသင်းပေါ်ဟောင်းဒေးဗစ်ရေယာနဲ့ကစားခဲ့ဘူးပါပြီပြီးတော့ဖလိုက်ပြိုင်ပွဲတွေမှာအာဆင်နယ်အသင်းအတွက်ကြာရနေရကနေအသုံးတော်ခံနေပါတယ်ပရီးမီယာလိမှာကစားခွင့်မရသေးပေမယ့်အာဆင်နယ်တိစောက်ထားတဲ့စနစ်တစ်ခုမှာနော်ဂတ်တယောက်ပျော်ရွှင်နေပါတယ် နောက်ကရဲ့ရီမန်ချက်ကယူရှင်းလုံးပါလေသူရဲ့ကစားမဘွားမှာစူပလာအောင်မြင်မှုကြီးကြီးမားမားရခြင်းပါလေမေဂျာစူပလာတွေရဲ့ဒစိတပိုင်းမှာသူပါဝင်ခြင်းပါလေဒါကြောင့်မို့အာဆင်နယ်ကိုပြောင်းခဲ့ပါလေအသင်းအသစ်မှာဓာတ်ပုံရိုက်ကြတော့နောက်ကအမျက်ရည်တွေကျတဲ့အထိဝမ်းသာခဲ့ပါလေအသင်းအသစ်မှာအဆင်ပြေနေပေမဲ့အသင်းကောင်းဆောင်ဖြစ်တာဝန်ယူခဲ့တဲ့ Brandford အသင်းကိုလည်းသူမမေ့ပါဘူးနေပြတော်မတ်ဖရန့်နဲ့အဖွဲ့ဝင်တွေလေ့ကျင့်ကွင်းဂိတ်ဝါမှာမနက်တိုင်းနှုတ်ဆက်ပေးခဲ့တဲ့မာရီယာနဲ့ဂျိုးအသင်းစပိုဆောင်ကလီယန်နဲ့သူ့အဖွဲ့တွေသူ့ရဲ့ဂျာစီတွေဘောင်းမီတွေနဲ့ချေးအေးတွေကိုရှော့ဖို့ပေးခဲ့တဲ့ဖောက်နဲ့လီဒါတို့လိုအောက်ခြေသေး င်ဝန်ထမ်းတွေကဆနောက်ကကကျေးဇူးတင်စကားဆိုခဲ့ပါတယ်။မင်္ဂလာပါ။မြန်မာချင်းနဲ့ဘောလုံးကစားချင်းသူများအတွက်ဘောရီဘတ်လာပါပြီ။နောက်ကကဘရန်ဖို့ကိုချစ်တယ်။ဘရန်ဖို့သင်းကလည်းသူ့ကိုသိချစ်ပါတယ်။ အသိန်းကောင်းဆောင်နေရာကနေအရန်ကစားသမားဖြစ်နေရာနှိမ့်ချသွားပြီမဲ့နော်ကတ်စိတ်မပြည့်ခဲ့ပါဘူး။သူ့အိမ်မက်ကရိုးရှင်းလုံးပါတယ်။အာဆင်နယ်အသင်းနဲ့တူဆူပလာတွေတင်ပိမ့်မယ်။အသင်းနဲ့စာချုပ်သက်တမ်းကုန်လို့လမ်းခွဲရရင်ငယ်ပွားကလပ်ဘရွန်ဒီအသင်းမှာသူ့ရဲ့ကစားသမားဘဝကိုအဆုံးသတ်မယ်။အနားယူပြီးတဲ့အခါအော်မင်းနဲ့ကစားသမားဘဝဆက်တင်ခဲ့ရာဘရက်ဖို့ပွဲစဉ်တွေကိုအားပေးနေမယ်။ဒါရီဟာနော်ကတ်ရဲ့လှပတဲ့နေသမီးအိမ်မက်တွေပါပဲ။အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်။